ဒီ AC 8 pin relay မှာပါတယ်ဒီငုတ်ရှင်းငုတ်ကဘယ်ငုတ်ကဘာတွေလဲဆိုတာကိုသိဖို့အတွက်ဒီဘက်မှာရှိတဲ့ diagram ကိုကြည့်ပြီးတော့သိနိုင်တယ်1 4 5 8ဒီမှာ9 12 30 40ဆိုပြီးတော့ရေးထားတယ်73 14ကဒီ relay ကိုအလုပ်လုပ်ဖို့အတွက် power ပေးရမယ် AC 220ပို့ပေးရမယ်ငုတ်ငုတ်ဖြစ်တယ်9ရယ်12ရယ်ကကြတော့ကွန်မွန်ငုတ်ဖြစ်တယ် ဒီမှာ9ရက်10ရက်က normally open ငုတ်ဖြစ်တယ်1နဲ့4နဲ့က normally close ငုတ်ဖြစ်တယ်ဒီနှစ်ငုတ်ကဒီ AC relay ကိုအလုံးလို့ဖို့အတွက် power ပေးရမယ်220ဘူပေးရမယ်ငုတ်နှစ်ငုတ်ဖြစ်တယ်ဒီမှာ9ရက်ဒီမှာ12ရက်ကဒီကွန်မွန်ငုတ်ဖြစ်တယ်เนาะဒီမှာကွန်မွန်ငုတ်နဲ့送ပါမယ်ဒီနှငုတ်ကကြတော့ normally open ငုတ်ဖြစ်တယ်ဒီနှငုတ်ကကြတော့ normally close ငုတ်ဖြစ်တယ်ဒီ relay ကိုဒီမှာရှိတဲ့ငုတ်နှငုတ်ကို power မပေးဘဲနဲ့အခုလိုမျိုးထားတဲ့အခြေအနေမျိုးမှာကွန်မွန်ငုတ်နှငုတ်နဲ့ အဆက်အသွယ်ရှိနေတဲ့ငုတ်ဆိုလို့ရှိရင် normally ကလုတ်ငုတ်ဖြစ်ပြီးတော့ဒီကွန်မွန်ငုတ်နှငုတ်နဲ့အဆက်အသွယ်လွတ်နေတဲ့ငုတ်ကို normally open ငုတ်လို့ခေါ်တယ်ဒီ relay ကိုပါဝါပေးမထားတဲ့အခြေအနေမျိုးမှာဆိုရင်ဒီကွန်မွန်ငုတ်နဲ့ဒီငုတ်နဲ့ကအဆက်အသွယ်ရှိနေတာဖြစ်တဲ့အတွက်ဒီဘက်ငုတ်ကလည်း normally ကလုတ်ငုတ်ဖြစ်တယ်ဒီဘက်ငုတ်ကလည်းဒီငုတ်နဲ့အဆက်အသွယ်ရှိနေတာဖြစ်တဲ့အတွက်ဒီငုတ်က normally ကလုတ်ငုတ်ဖြစ်တယ်ဒီပါဝါပေးမထားတဲ့အခြေအနေမှာဆိုရင်ဒီငုတ်နဲ့ဒီငုတ်နဲ့ကလွတ်နေတာဒီငုတ်ရဲ့ဒီငုတ်ရဲ့က normally open အဲ့တော့ဒီငုံနှုတ်ကဘယ်အချိန်မှာအဆက်အသွယ်ရှိမလဲဆိုရင်ဒီငုံနှုတ်ကို AC power ပေးလိုက်လို့ရှိရင် ဒီငုံရဲ့ဒီငုံရဲ့ကအဆက်အသွယ်ရှိသွားမယ်ဒီငုံရဲ့ဒီငုံရဲ့ကအဆက်အသွယ်ရှိသွားမယ်ဒီငုံနဲ့ဒီငုံနဲ့ကအဆက်အသွယ်လွတ်သွားမယ်နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘုသူတတဆုံးတရားရရှိတယ်လို့ခံစားရတဲ့ဆိုရင်ဒီဗီဒီယိုရဲ့ comment မှာတစ်ခုခုမှတ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်သင်တတ်ချင်တဲ့သူတွေကအိမ်သုံးလျက်ရှိပစ္စည်းများပြုပြင်ခြင်း online သင်တန်းရဲ့မီတာများအသုံးပြုနေ online သင်တန်းရဲ့ဆိုပြီးတော့သင်တန်းနှမျိုးရှိတယ်သင်တန်းနှမျိုးစလုံးကိုသင်ခန်းစာဗီဒီယိုတွေတင်ထားပေးတယ် Facebook group နဲ့ Telegram group မှာထည့်ပေးပြီးတော့သင်ပေးမှဖြစ်တဲ့အတွက်ကိုအားတဲ့အချိန်မှာဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်